ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေ့ပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။သင်ရဲ့မစင်စားပဲတစွတ်ထုတ်လုပ်တဲ့အချင်းကုန်ရတန်းကရက်ချင်းဒီပုံမြင်လေးကိုအစုံတိနာတော်တာဆင်ခန်းစားကြည့်ပါရှင်။တခါကရှော့ဖို့တမတရားမှာမြင်းငယ်တကောင်ရှိပါတဲ့။မြင်းလေးဟာနင်းစင်အဝဲစားတို့ကြီးတွေကိုသဲဆောင်ရင်ဒီရွာကနေဟိုရွာသွားလာရတာပေါ့။ဒီရှော့ဖို့တမကတော့လူကြမ်းကြီးဖြစ်ပြီး ညီလေးကိုအနားယူဖို့အချိန်အလုံးအလောက်မပေးဘိုင်းဝအောင်လည်းမကြွေးဘူးတဲ့ညာဘက်ရောက်ရင်ကြိုးဖြည့်ပေးပြီးသွားကို့စာကို့ရှာဆိုပြီးလွတ်လိုက်တတ်ပါသေးတယ်ပင်မမီးပိုက်စားနေတဲ့ညီလေးဟာအမောင်ထဲမှာဟိုဟိုဒီဒီလှဲလှဲရင်စားစရာရှာရတာကြောင့်တဖြည်းဖြည်းခန္ဓာကိုယ်ကချီနေနဲ့ဖြစ်လာပြီးနံရိုးတွေပါပေါ်လာပါတော့တယ်တညာတော့ဝမ်းနေပြီးလှဲလှဲနေတဲ့ညီလေးဟာညီဝေးတကောင်နဲ့ဆုံလိုက်တယ်ညီဝေးကညီလေးမင်းဘာဖြစ်နေတာလဲ ဘာလို့ဒီလောက်ပိန်ချုံနေရတာလဲလို့မေးလိုက်တယ်။ညီလေးကအင်းပြောမနေနဲ့ဗျာ။တခင်ကြီးကတနေ့လုံးအလုံးလုံးခိုင်းနေ။ညရောက်ရင်ဘိုင်ဝအောင်လဲမကြွေးပြမုံဒီအမောင်နဲ့မှပဲကို့ဖာသာကိုရှာစားခိုင်းနေလို့ညင်ညူလိုက်ပါတယ်။ညီခွေးကပြောမိ။ဒါဆိုစိတ်မပူနဲ့တော့ဒီညကနေစပြီးမင်းပိုက်စားရတဲ့ဒုက္ခကုံသွားပြီ။ငါနဲ့အတူတူလိုက်ခဲ့ဒီအနည်းနာမှာပဲသခွားမွေးရိမောင်လာဥနီရိ မုံလာအုပ်ဖြူတွေနဲ့ပြည်နေတဲ့ဟင်းသီးဟင်းရွက်ချမ်းကြီးရှိတယ်။ငါလျှို့ဝက်လမ်းကြောင်းလေးလည်းလှုပ်ထားတယ်။ညတိုင်းဘိုင်ဝအောင်သွားစားလို့ရတယ်လို့ဖိတ်လိုက်တယ်။ညီလေးရဲ့မျက်လုံးတွေ ပြောင်းလဲသွားပြီးချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်။ဒီညမှာပဲသူတို့နှစ်ကောင်ချမ်းလေးကိုခိုးဝင်ကြတယ်။လာပေါင်းများစွာပထမဆုံးအချိန်ညီလေးပိုက်ပြအောင်စားရတယ်။ဒုက္ခနာကိုယ်ရဲမှာအာအင်တွေပြန်လဲဝင်ရောက်လာသလိုခံစားရတယ်။ဒီနေ့ကစားပြီးညတိုင်းသူတို့တွေတွေ့ဆုံကြ စားတောက်ကြပါတော့တယ်။မကြခင်မှာပဲမြည်လေးရဲ့ခန္ဓာကိုယ်ကကြံ့ခိုင်လာတယ်။အမွှေးတွေကပြောင်းလဲလာတယ်။လမ်းလျှောက်ဟန်ကလည်းအမောင်းမာလာတယ်။ဒုက္ခစားခဲ့ရတဲ့ဒုက္ခတွေကိုလည်းမေ့သွားခဲ့တယ်။တညမှာဘိုက်ဖြစ်တင်းလုံးလုံးမြည်လေးကသိပ်ပျော်နေတယ်။သူဟာခေါင်းကိုကောင်းငင်ပတ်လှန်ကခန္ဓာကိုယ်ကိုဟန်ရီးပါပါလှုပ်ရှားနေတော့တယ်။မြည်ခွေးကစိုးရိမ်ပြီးဘာလို့တားလဲကွာလို့မေးလိုက်တယ်။မြည်လေးကပြောမိ ငါဒီညအတွက်သိပျော်နေရဲကွာငါတချင်းဆိုချင်နေပြီလို့ပြောလိုက်တယ်။သူကဘိုက်ဝါတဲ့အခါပျော်ရင်ဆိုလို့ရမယ်လို့ယုံကြည်နေခဲ့တာ။ညီခွေးကကြောက်လန့်သွားပြီ။အဲ့လိုအတွင်ညုံမတွေ့နဲ့အလန်တကြားပြောလိုက်တယ်။သူတို့ဟာကိုသားတွေဖြစ်နေကြတာမို့ခြံဆောင်တွေကြားသွားရင်အဖမ်းခံရမယ်လို့တတိပေးလိုက်တယ်။ဒါပေမဲ့မိလေးကမျက်မှောင်ကျော်ပြီးငင်ကတော်ရိုင်းတတော်ပါပဲ။အနုပညာကိုဘာတိမာလဲလို့ပြောလိုက်ကထပ်ပြီး ။ငါကတော့မွေးရပါအစရောပဲ။ငါအတန်ကိုကြားရင်ဒီချမ်းပိုင်ရှင်ကြီးအောင်ကခုံသွားမယ်လို့ဟိတ်ကြီးဟန်စီပြောလိုက်ပါတယ်။မြေခွေးကလောက်ချီပြီ။ကျေးဇူးပြုပြီးဒီတစ်ချိန်တော့တီးခံပါ။မင်းဆိုလာရင်ငါတို့နှစ်ကောင်ရိုက်သက်ခံကြရလိမ့်မယ်။အတန်နဲ့တရီပေးနေတာကြောင့်မြေလေးကဒေါသထွက်သွားပြီးမြေခွေးကသူ့အတန်ကိုအထင်သေးတယ်လို့ထင်က လောကကြီးကငါအတန်ကိုဘလို့ချီးကျူးမှလဲဆိုရနင်းဆောင်ကြည့်နေလိုက်။ဆိုကဆွပြောလိုက်ပါတယ်။ မြည်လေနားမဝင်မှုဆိုတာသိလိုက်ရတဲ့အမေကွေးဟာခဏလောက်တွေးပြီးပါနတ်စွားနဲ့အေးဟုတ်ပြီနီလေးမင်းဟာအစရောကြီးပဲလို့ပြောလိုက်တယ်။သူကမြည်လေရဲ့လေဘင်းမှာဆွဖို့ပန်းကုံလှလှလေးသွားယူပေးမယ်။ဒါကြောင့်သူပြန်လာတဲ့အထိ10မိနစ်လောက်စောင့်မိမှဆွဖို့ပြောလိုက်တယ်။မြည်ကွေးထွက်သွားတာနဲ့မြည်လေဟာပျော့ပျော့ကြီးနဲ့ကောင်းငယ်ညလုံးမဲ့ကောင်းမော့ကအတန်ပြင်းပြင်းနဲ့တခြင်းတစ်ပုတ်တီးဆိုးလိုက်တယ်။ချမ်းဆောင်တွေကချက်ချင်းပဲနိုးပြီး ဒေါကြီးရေကိုင်းကအတန်လာရဘက်ကိုပြေးလာကြတယ်။ဟေးဟိုမှာကွာဟင်းသီးဟဲ့တွေကိုလာစားနေတဲ့မြင်းကြီး။ဆိုပြီးအော်ကြပါတော့တယ်။သူတို့ဟာမြင်းလေးကိုတေးလို့နှီးပါဖြစ်အောင်ရိုက်နှက်ကြပါတော့တယ်။အဝေးကနေကြည့်ရှုနေတဲ့မြေခွေးဟာကောင်းခါပြီ။သူ့ရဲ့စစ်မှန်တဲ့မိတ်ဆွေရဲ့စကားကိုနားမထောင်တဲ့သူဟာအယံကိုမိုင်မဲတဲ့သူပဲလို့ပြောလိုက်တယ်။ဒီဇလန်းကနေတင်မိတာကတင်းကိုကယူဆိုင်တဲ့မိတ်ဆွေတယောက်ကအကြံဉာဏ်ကောင်းပေးနေရင်အချိန်မီနားထောင်မှုပါပဲ။ အတားနဲ့မာနာဟာပညာရှိသူတွေကိုတော့မျက်စိကန်းစေနိုင်ပြီးကောင်းတဲ့အကြံပေးချက်ကိုပေးခဲ့သူတွေဟာနာကျင်ရခြင်းကနေပဲသင်ငန်းစာယူကြရတော့တယ်။အမှန်တကယ်ဉာဏ်ပညာဆိုတာကိုယ့်အတန်ကိုဟိတ်ဟန်မပြပဲအတွေ့အကြုံရင်းချက်သူရဲ့တိတ်ဆိတ်နေခြင်းကိုနားထောင်တတ်ဖို့ပါပဲ။ကျမတို့တွေရဲ့နေ့စဉ်ဘဝအမောတွေကြတဲ့ကအာတင်းစရာစိတ်အားတက်စီမဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ချမ်းမြေပါစေ YouTube channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။